အားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြောပြပြီးတော့မှာက one spec account ကိုဘယ်လိုမျိုးလုံခြုံစိတ်ချရစွာအကောင့်ဖွင့်မလဲငွေဘယ်လိုသွင်းမလဲငွေဘယ်လိုထုတ်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာ one spec application နဲ့ကိုဝင်လိုက်ပါ ောင်းဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ registration ဆိုတာလေးကိုရွေးပေးပါခင်ဗျာဒီနေရာမှာ in1 click ကိုရွေးပေးပါခင်ဗျာ promo code ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ s n 47ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာ promo code apps and 47ကိုဖြည့်ပြီးတော့ဆိုရင်တော့တေးတော့ကွက်လေးကိုနှိပ်ပေးပါအားလုံးပြီးတော့ရင်တော့ကျွန်တော် register ကိုနှိပ်ပေးပါဒီနေရာမှာ၄တောင်းကွက်လေးကိုထပ်နေပြပါခင်ဗျာကျွန်တော်ဒီမှာတော့ရွေးခန်းတာလေးကိုမန်အောင်ရွေးပေးလိုက်ရင်ရပါပြီခင်ဗျာဒီမှာတော့မီတာပိုက်ကောင်လေးကိုရွေးခိုင်းပါတယ် ျွန်တော်တို့ရွေးပြီးတော့ရင်တော့ verify ဆိုတာလေးကိုနှိပ်ပေးပါအမှန်ချစ်ပြတော့ရင်တော့အကောင့်ဖွင့်ခြင်းအောင်မြင်တော့ပါခင်ဗျာကျွန်တော်ဒီမှာရလာတဲ့ ID နဲ့ password ကို screenshot ရိုက်ပြီးတော့တင်ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်အကောင့်ထွက်သွားတဲ့အချိန်မှာဒီ ID နဲ့ password ကိုအတုံးပြုပြီးတော့ login ကနေအကောင့်ပြန်ဝင်ရမှာဖြစ်တဲ့အတွက်အရန်ကိုအရေးကြီးပါတယ်ခင်ဗျာပြီးတော့ရင်တော့ next ကိုနှိပ်ပေးပါ ကျွန်တော်တို့ငွေတွင်းမယ်ဆိုရင်မီနူးကိုနှိပ်ပြပါခင်ဗျာမိတ်ဆွေတို့အနေနဲ့ငွေတွင်းငွေထုတ်ကိုကိုနိုင်ကောင်းရှုပ်ခံပြီးတော့မလုပ်ချင်ဘူးဆိုရင်တော့ Viber Telegram ဖုန်းနံပါတ်39688443935ကိုဆက်တွယ်ပြီးတော့ငွေတွင်းငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာငွေတွင်းမှာဖြစ်တဲ့အတွက် deposit ကိုနှိပ်ပြပါ ဒီနေရာမှာမိတ်ဆွေတို့ဂျိုင်းနဲ့တရနဲ့ငွေတွင်းလို့ရပါတယ်ခင်ဗျာ KB နဲ့ငွေတွင်းတွေကိုကြည့်လိုက်အောင် KB ကိုနှိပ်ပါအပေါ်ဆုံးမှာငွေတွင်းမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတင် KB ဖုန်းနံပါတ်ဆိုနေရာမှာမိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်ပေးပါကျွန်တော်ကတော့ဒီမှာနမူနာလေးဖြည့်ပြပြီးတော့ပါမယ် တင် EKB အကောင့်ကင်ဆောင်လို့မြည်ဆိုရတဲ့မိတ်ဆွေတို့ရဲ့ KB အကောင့်ကင်ဆောင်လို့အမည်ကိုထည့်ပေးပါငွေတွင်းပမာဏ KB ဖုန်းနံပါတ် KB အမည်ကိုထည့်ပြီးတော့ရင်တော့အပေါ်မှာ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ကို copy ယူပြီးတော့မိမိရဲ့ KB ထဲမှာငွေ တွားလွှဲပေးပါခင်ဗျာ active ဖြစ်နေတဲ့ agent phone number ကိုငွေလွှဲပြီးတော့ရင်တော့ရလာတဲ့ငွေလွှဲလုပ်ငန်းစဉ်မဲ့အလုံး20 transition ID အလုံး20ဆိုတာရှိပါလိမ့်မယ်။ဒါကိုဒီ KB set လုံးဆောင်မှုအမှတ်ဆိုတဲ့နေရာမှာပြန်လာပြီးတော့မှန်ကန်စွာဖြည့်ပေးပါခင်ဗျာ။အလုံး20လုံးကိုမှန်ကန်စွာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။ငွေတွင်းတဲ့ပမာဏ KB ဖုန်းနံပါတ် KB ရဲ့အမည် KB ဆက်လုံးဆောင်မှုအမှတ်အလုံး20လုံးကိုမှန်ကန်စွာဖြည့်ပြီးသွားရင်တော့အောက်မှာ confirm ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ငွေတွင်းတာအောင်မြင်တော့ပြီခင်ဗျာငွေတွင်းပြီးတော့15မိနစ်အတွင်းငွေဝင်မှုဆိုရင်တော့ customer service မှာတွားရောက်ပြီးတော့ဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာဒါဝို့ကျွန်တော်ဗီဒီယိုရဲ့အဆုံးမှာ customer service တွားတဲ့နေကိုထည့်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာ ဝေးနဲ့ငွေတွင်းနည်းကိုကြည့်အောင်အပေါ်တော့မှငွေတွင်းရဲ့ပမာဏကိုထည့်ပေးပါတင်ဤဝေးပေဖုန်းနံပါတ်ဆိုရင်မှာမိတ်ဆွေတို့ရဲ့ဝေးပေဖုန်းနံပါတ်ကိုထည့်ပေးပါခင်ဗျာ။ တင်အေးဝေးပေးအကောင့်ကင်ဆောင်တို့အမည်ဆိုရင်မိတ်ဆွေတို့ရဲ့အကောင့်အမည်ကိုထည့်ပေးပါဒီတုံးချက်ကိုထည့်ပြီးရင်တော့ဖုန်းစံတိုင်းပဲအပေါ်မှာ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ကို copy ယူပြီးတော့ဝေးထွက်မှာအရင်ဆုံးငွေတော့လွှဲပေးပါခင်ဗျာငွေလွှဲပြီးရလာပြီးရလာတဲ့ဝေးလုပ်ငန်းစဉ်အမှတ်ကိုဒီ transition id ဆိုတဲ့နေရာမှာပြန်လာပြီးတော့ man can ဆိုတာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာဝေးမှာငွေလွှဲတဲ့ screen shot ကိုတောင်းရင်တော့ဒီမှာအပေါင်းဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ငွေလွှဲတဲ့ screen shot ကိုထည့်ပေးပါခင်ဗျာအာငွေလွှဲတဲ့ screen shot ကိုမတောင်းဆိုရင်တော့ထည့်ပေးစရာမလိုပါဘူးခင်ဗျာငွေတွင်းတဲ့ပမာဏ weight ပေးဖုန်းနံပါတ် weight ပေးအမည် ဝေးလုပ်ငန်းစဉ်အမတ် transaction id ကိုဒီမှာထည့်ပြီးတော့ရင်ဆိုရင်တော့ကျွန်တော်တို့ confirm ကိုနှိပ်လို့ရပါပြီခင်ဗျာဒါဆိုရင်ငွေတွင်းလာအောင်မြင်တော့ပါပြီငွေတွင်းလို့မဝင်ရင်တော့ customer service မှာ ဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာဗီဒီယိုရဲ့အဆုံးမှာကြည့်ပြပါကျွန်တော်တို့ wave pay kb နဲ့ငွေတွင်းဤအပြင်ဒီမှာ okay ချက် OnePay, CBPay အစရှိတဲ့ပြည်မှာပေးတဲ့နိုင်ငံတွင်းလို့ရပါတယ်ဒီငွေတွင်းနည်းတွေကလည်း KB ဝေပေးနဲ့အတူတူပါပဲခင်ဗျာ Bank transfer နဲ့ငွေတွင်းရနော် Bank transfer ဝင်နေလိုက်ပါအပေါ်မှာငွေတွင်းနဲ့ပမာဏကိုထည့်ပေးပါအောက်မှာမိတ်ဆွေတို့ငွေတွင်းမဲ့ Bank ကိုရွေးပေးပါ A1A bank ဆို A1A bank K bank ဆို K visa bank ဆို K visa bank စာရှိပြင်ပေါ်ဒီမှာ bank ၄မျိုးရှိပါတယ်ဒီ၄မျိုးထဲမှာမိတ်ဆွေတို့ဂျန်နက်တက်ရ bank ကိုယူပေးပါ ပေါ်ဆုံးမှာငွေတွင်းမဲ့ပမာဏကိုထည့်ပေးပါ။တင်ဤဘဏ်အကောင့်နံပါတ်ဆိုနေရမှာမိတ်ဆွေတို့ရဲ့ KB ဇဘဏ်အကောင့်နံပါတ်ကိုထည့်ပေးပါ။တင်ဤဘဏ်ကောက်ကန်ဆောင်လို့မြည်ဆိုနေရမှာမိတ်ဆွေတို့ရဲ့ဘဏ်ကောက်ကန်ဆောင်လို့မြည်ကိုထည့်ပေးပါ။ပြီးတော့ရင်တော့ထုံးစံတိုင်းငွေတွားလွှဲပါခင်ဗျာ။အပေါ်မှာအတက်ဖြစ်နေတဲ့ဘဏ်အကောင့်နံပါတ်ကိုငွေတွားလွှဲရမှာပါ။ငွေလွှဲပြီးရင်ရလာတဲ့ transaction ID ကိုဒီမှာပြန်လာပြီးတော့မကန်သွားဖြည့်ပေးရမှာဖြစ်ပါတယ်။ပြီးတော့ရင်တော့ confirm ကိုနှိပ်လိုက်ရင်ငွေတွင်းချင်းအောင်မြင်တော့ပါပြီခင်ဗျာ။ ငွေထုတ်နေကိုကြည့်အောင်ဒီမှာ setting အလုံးလေးကိုနှိပ်လိုက်ပါ withdraw ဆိုတာလေးကိုနှိပ်ပါခေပိနဲ့ငွေထုတ်မယ်ဆိုရင်ခေပိကိုနှိပ်လိုက်ပါငွေမထုတ်ခင်မှာတိထားမှာကမိတ်ဆွေတို့အနေနဲ့ ကိုရေးအချက်လက်ကိုဖြည့်ထားဖို့လိုအပ်ပါတယ်ခင်ဗျာကိုရေးအချက်လက်ဖြည့်နေကိုလည်း customer service မှာတော်ပြီးတော့ရယူလို့ရပါတယ်ခင်ဗျာအပေါ်မှာငွေထုတ်မဲ့ပမာဏကိုထည့်လိုက်ပါပြန်မိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုထည့်လိုက်ပါကျွန်တော်နမူနာထည့်ပြမှာဖြစ်ပါတယ် အမမိတ်ဆွေတွေ KB အမီကိုထည့်လိုက်ပါတော့ထည့်ပြီးတော့ confirm ကိုနှိပ်လိုက်တာနဲ့ approve ဖြစ်သွားရင်တော့ရပါပြီခင်ဗျာအကယ်၍မိတ်ဆွေတို့ကဖုန်းနံပါတ်ကိုချိတ်ထားရဲဆိုရင်တော့ဖုန်းထဲကိုကုတ်တော့ရင်တော့အဲ့ဒီစင်းကုတ်လေးကိုရိုက်ထည့်ပြီးတော့ confirm ဆိုတာလေးကိုထပ်နှိပ်လိုက်ပါဒါဆိုရင် approve ဖြစ်ပြီးတော့ငွေထုတ်တာအောင်မြင်တော့မှာဖြစ်ပါတယ်ဝေးနဲ့ငွေထုတ်နေကိုကြည့်အောင်ဝေးကိုနှိပ်လိုက်ပါ အပေါ်မှာငွေထုံးမဲ့ပမာဏကိုထည့်ပါပြီးရင်မိတ်ဆွေတို့ရဲ့ဝေးဖုန်းနံပါတ်ကိုထည့်ပါပြီးရင်မိတ်ဆွေတို့ရဲ့ဝေးအကောင့်ကိုင်းဆောင်လူအမည်ကိုထည့်လိုက်ပါခင်ဗျာအားလုံးဖြည့်ပြီးသွားရင်တော့ confirm ကိုနှိပ်လိုက်ပါ approve ဖြစ်သွားရင်ငွေထုတ်တာအောင်မြင်တော့ပါပြီခင်ဗျာဖုန်းနံပါတ်ချိန်ထားလို့စင်ကုတ်တောင်းမယ်ဆိုရင်တော့စင်ကုတ်ကိုထည့်ထည့်ပြီးတော့ confirm ကိုထပ်နှိပ်လိုက်အောင်ပါပဲခင်ဗျာ approve ဖြစ်သွားရင်ရပါပြီခင်ဗျာငွေထုတ်လို့ reject ဖြစ်ရင်တော့ find out reason ဆိုပြီးတော့ရှိပါတယ်ခင်ဗျာအဲ့ဒီမှာနှိပ်ကြည့်ပြီးတော့ဘာလို့ငွေထုတ်လို့မရလဲဆိုတာကိုပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျာအကယ်လို့ငွေထုတ်လို့အဆင်မပြေရင် customer support မှာတွားပြီးတော့မေးမြန်းဖြေရှင်းလို့ရပါတယ်ခင်ဗျာ customer support တွားနေလို့ကြည့်အောင်မီနူကိုနဲ့လိုက်ပါ customer support ဆိုတာလေးကိုယူလိုက်ပါ ချက်ကိုရွေးပြောပါခင်ဗျာညမ please လို့အရင်တော့ပို့ပေးပါအပေါ်မှာ call operator ဆိုတာလေးပေါ်လာလို့ရှင် call operator လေးကိုထပ်နှိပ်လိုက်ပါခင်ဗျာ အဲ့ဒီ call operator လေးကိုထပ်နေပြီလို့ရှင်မြန်မာ please လို့ထပ်ပို့ပေးပါ ကျွန်တော်ကတော့ဒီမှာထူးထူးတူးတူးမရှိတဲ့အတွက်အခြေခံလောင်းနည်းကိုပဲတောင်းလိုက်ပါမယ်မိတ်ဆွေတို့ကတော့ငွေ တွင်းလို့မဝင်ငွေမဝင်တဲ့အကြောင်းငွေထုတ်လို့မရရင်မရတဲ့အကြောင်းလောင်းနည်းတီးချင်တီးချင်တဲ့အကြောင်းအစားရှိတဲ့ဖြစ်ပါတော့ဒီ customer service မှာမြန်မာလိုမေးမြန်းဖြေရှင်းလို့ရပါတယ်ခင်ဗျာ ွေရွေးပြဿနာကိုအလွယ်တကူဖြေရှင်းလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်